နော်ဒီနေ့ဒွေဝိထုရိုလေးတစ်ပုဒ်ကိုဖတ်ပြကြမှာလေဒီဝိထုရိုလေးကို ရေးသားထားသူကတော့ဆရာကြီးဦးဖိုးကြပဲဖြစ်ပါတယ်ဝိထုရိုလေးကိုဖတ်ခွင့်ပြုပါရန်ဆရာကြီးတက်ဆိုင်သူမိသားစုဝင်များကို ကျွန်တော်ဒီနေရာကနေပြီးတော့ပဲလေးလေးဆဆနဲ့ခွင့်တောင်းရပါတယ်ခင်ဗျာ ကျွန်တော်ရဲ့ YouTube Channel ကို အားပေးကြည့်ရှုနေကြသောပြည်ရင်းပြည်ပမှချစ်တော်များနဲ့အတူမြမပြည်သူပြည်သားများအားလုံးဘေးကင်းကြမှာကြပါစေဗျာ။ အရေးတော်ဘုံအောင်ကိုအောင်ရမည် တမအင်းစိန်မြို့နေကျောင်းဆရာမမတ်စိန်သည်ဆယ်ရန်နှင့်ဆရာပြစ်ဆောင်မေးဝဲကိုအောင်မြင်ပြီးရန်ကုန်မြို့ကျောင်းတကျောင်းတွင်လှုပ်လှုပ်နေရာတနေ့၌ကျောင်းဆင်း၍ညနေလောကေယထာနှင့်ပြန်လာခဲ့၏၎င်းစီသောအတွဲတွင် လူမများလာမနီမဝေခုံတွင်ဘိုဇရော့ကောင်းစုတ်ဖွန်နှင့်အဝေစားမတတ်မရသော လူရွယ်ရွယ်တယောက်ပါ၏အသက်က24နှစ်လောက်ရှိ၍ ဆင်အောင်မမဆိုင်အောင်သုံးလေးနှစ်ငယ်ပုံရ၏။တမိုင်းဘူတာဤသို့ရောက်သောအခါလက်မှတ်စစ်တက်လာ၍လက်မှတ်စစ်ရာမကြာမီပင်၎င်းလူကိုယထာခိုးစီသည်ဟုဖမ်းလေ၏။မလိုက်ဖို့လိုက်ရမည်ဟုညင်းနေစဉ်မဆိုင်ကဝင်၍လက်မှတ်စစ်အားမိမိကပင်ကြောက်တင်သောလက်မှတ်ဖုံးငွေကိုပေးဝမည်ဟုဆို၍လက်ထဲသို့ငွေထည့်ပြီးလက်မှတ်စစ်ကိုလွှတ်လိုက်လေသည် ရှင်ပါပြစ်လို့ယထာခိုးစီရတယ်ပိုက်စံမရှိလို့အော်အော်ပိုက်စံမရှိရင်ခိုးစီရရောလားဟုဆရာသံဖြစ်ခတ်ထန်ထန်မေးလေသည်ထိုယောက်ကြားပြိုကဘာမျှပြန်မပြောဘဲမျက်နှာအောက်ချ၍အောက်တိုးတိုးလုံးနေသည်အတန်ကြာမှမဆိုင်ကဆက်၍ဖေးသွောမလို့လေသွောကျင်တာကတော့ပြည်မြို့ကို ရောက်အောင်သွောကျင်တာပဲအင်းစိန်မှာတငယ်ချင်းတယောက်ရှိလို့ ပိုက်ဆံကလေးများရမလားလို့အင်းစိန်ကိုဆင်းမလို့ပြီကိုဘာလုပ်လေအလုရှာရအောင် ရှင်ဘာလုပ်တတ်တလေပညာဘလောက်ထိသင်ဘူးတလေယောက်ျားမျိုးသည်ဆရာမမျက်နာကိုတစ်ချက်မောကြည့်ပြီးဘာမှမပြောဘဲငုံ၍နေသည်ဒီလူဟာဘယ်နဲ့လေမိရာလည်းမပြောတတ်ဘူးလားရှင်းနံမဲဘယ်သူလဲဟုတပည့်တို့ကငေါ့နေကြအထိုင်ခန့်ငေါ့ငေါ့မေးလေသည် ထိုလူမျိုးသည်နာမည်ရင်းကိုမပြောဘဲလိန်ပြောမည်ဟုကြံထားတော်လေဆရာမဤတီကြည်ဆုရှသောမျက်လုံးတို့ကိုမြင်၍ဘာဖြစ်သွားရသည်မသိဗတ်မြင့်ဟုထွက်သွားလေ၏ရှင်ဘာဖြစ်ဖြစ်လုံမလားထိုခါမှအနေငယ်ပြုံးရွှင်လာ၍ဟုတ်ကဲ့ဘာမဆိုစူးစမ်းလောက်ပါမယ်ဟုဖြေချလိုက်လေ၏ကောင်းပြီကျမမှာတော်တယောက်နဲ့နေတယ်ယောက်ျားဖော်လို့တယောက်ကူကြီးဆိုသလို ရစီတော့ကျမတို့စီမံနေမလားတံပင်တို့ဘာတို့ရေလောင်းကျမတော်ကိုကူးညီညာလို့ဆိုသလိုပေါ့ကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်စွမ်းကုန်လုပ်ပါမေတို့နဲ့အင်းစိန်ဘူတာတို့စိုက်လာ၍ဗတ်မြစ်တီကြပြကြရာထကဆီယမဤထီတို့လွဲတို့ကိုကောက်ယူလေ၏ဆီယမကနေပစီကျမနိုင်ပါ रे ဆိုတော်လေဗတ်မြစ်တီအသိန်းဆုပ်ကန်ထသဖြင့်လူอยู่ရန်လဲမတင့်လျော်သည်နှင့် ဆရာမကလက်လျှော့ပေးလဲရလေ၏အိမ်ရောက်၍ဒေါ်အားလုံးစုံပြောကြားပြီးမိမိတို့အိမ်ပေးရှိ မာလီခြံတဲကလေးနိုင်နေစေ၏မတ်စိန်တို့အိမ်မှာဘူတာယုံနှင့်မနီမဝေလန်းကြားထဲတွင်ရှိ၍တစ်သားတစ်ထပ်အိမ်ဓဏီမိုးခြံပတ်လေရှိ၏တန်တွင်း၌ဟင်းသင်းရွယ်ပင် အလောက်ပန်းပင်များရှိ၏ဗတ်မြစ်သည်ယခုအသက်24နှစ်ထိယခုနေရာယခုအခါလောက် တခါဘုံမြပျော်မွေခြင်းမရှိခဲ့ချေနနဲ့စောစောထ၍ခြံတွင်းရှိရေရင်းနှခမ်းတို့မှတောက်ရီတုံးရီတို့ကိုခတ်၏ခြံတွင်းရှိနွယ်ပင်တစ်ပင်ပန်းပင်တို့ကိုရေလောင်း၏ထို့ကြောင့်လဲမတ်စိန်တို့အိမ်ကိုရေပင်းနေကြ ပါနေဝါလာခံကြရ၏မနာလိုမုံထားခြင်းကို ခံရ၏မတ်စိန်၏အတော်ချက်အပြုတ်ရ၌ကုညီသည့်အပြင်ဈေးဝယ်ပင်လိုက်သွားနိုင်သည်၏ မဆိုင်ကြောင်းတဲ့ချိန်၌ဘူတော်တို့လိုက်ပို့ခြင်း အပြန်ကြိုခြင်းကိစ္စတို့မှာလဲအမြောက်ပြတော်ကေလာဤနာဤကဲ့သို့ပင်မှန်လေ၏မဆိုင်တို့တူဝီမှာမောင်တယောက်တူတယောက်ရသည်ဟူ၍ကြိတ်၍ဝမ်းသာနေကြလေ၏တို့ရာတွင်မဆိုင်ကဗတ်မြင့်အားမျက်နာမှန်မှန်ပင်ထ၏အတော်လောက်သူကပင်ဝင်၍ညီကဤမျက်နှာထားကြီးနဲ့မနေပါနဲ့ဟုပြောရတော်ဟူ၏ ဗမ်းမြည်နေရမိမစသည်တို့ကိုမေးတော်လဲမရချီပီတီတီလုံနေတတ်ဤတို့ကြောင့်လဲဆေအောင်မသည်အခဲလေးကို အထုပုံမူခယူးဆက်၍ကြည်နေဤဆေအောင်မကဈေးဆုံးတစ်နေ့သုံးပေတမတ်ပေးတတ်ဤဗမ်းမြည်သည် မကြာမကြာဆေအောင်မကို ခွင့်တန်၍ရန်ကုန်ဘက်သို့လာတတ်ဤတခါတရံချောက်ဖောက်၍ဆေအောင်မမတိပဲလဲလစ်တတ်ဤတို့ရတွင် မိမိလုံနေကြအလောက်ကိုကတစုံတရာအလစ်ဟင်းမခံစီတခါတော့ထိုးသောရန်ကုန်ဘက်သွားနေခိုက်ဆင်အောင်မသည်ဗက်မြစ်ဤတဲယုံနေသူဝင်ကြည့်ရာမြန်မာသတင်းစာ အင်္ဂလိပ်သတင်းစာအဟောင်းများကို တွေ့ရ၏နောက်တနေ့ဗက်မြစ်သည်တကားပိတ်၍အင်္ဂလိပ်သတင်းစာတစ်ခုကိုဖတ်နေရာဆင်အောင်မကပြင်ကချောင်းကြည့်၍မြင်ရမှအင်းအာကလူပါကလားဟုတွေးထင်မိ၏ပြီးမှဟန်လို့ချောင်းဟန်ပြီး ကိုမမြင်တကားဖွင့်စံနေခင်ကြီးတကားပိတ်ပြီးဘာလုပ်နေသလဲဟုမေးလေ၏ထိုအခါဗမ်းမြင့်သည်ကြမြကရရုပ်ပါသောမျက်နှာသို့လှန်၍ဩကျွန်တော်ရုပ်တွေကြည့်နေပါれဟုပြန်ပြောလိုက်၏ဆင်အောင်မသည်ထမှန်ဆန်းလိုသည်နှင့်တနေ့၌မိမိစပွဲပေါ်တွင်အင်္ဂလိပ်စာ၃လေးအုပ်တင်ထားခဲ့ပြီးလင်ကြောက်တဲ့ရန်ဟုထွက်လာ၍အိမ်ဝအပြင်သို့ရောက်မှဩကိုဗမ်းမြင့် ကျမစာအုပ်စပွဲပေါ်မှာမိချင်ရစ်တဲ့ကြပြာကြာပြစ်ပြီးယူပေးစမ်းပါစောင်းနာမည်ကမယ်ရီတင်းလို့ခေါ်တယ်ဟုခိုင်းလိုက်လေ၏။ဘောင်းမြင့်မှာအမတ်တမဲ့ဖြစ်၍စုံစမ်းမှန်းမသိပဲကြပြာကြာပြစ်၍လွယ်နှင့်ပင်ထုံအင်္ဂလိပ်စာအုပ်ကိုယူ၍ပေးလိုက်လေ၏။ဆင်အောင်မကပြုံ၍ကျမမောင်ကလေးအတော်သားပဲအင်္ဂလိပ်စာသင်မြန်မြန်တတ်မှာပဲဟုပြောလိုက်၏။ထိုအခါမှဘောင်းမြင့်သည် တတိယတွင်မီ၍အင်းပထမနာမည်ပေါ်လေအခုအင်္ဂလိပ်စာတက်တာဒုတိယပေါ်ပြန်ပြီငါတော့ဒုက္ခပဲဟုတွေး၍ပူပန်မိလေ၏အလောက်ကိုကျွေမထောင်းလငင်းလုတ်တတ်သောမတ်စိန်သည်၎င်းညက်နေထမင်းစာပြီနောက်ကိုပန်းမြစ်လောင်းမေးစရာရှိတယ်ဟုခေါ်၍မိမိကဆရာမပီပီစပွဲနီးကလထိုင်တွင်ထိုင်ကဗတ်မြစ်ကိုတပည့်တငယ်ကဲ့သို့ အနီးရင် မတ်တက်ရက်နေစေဤကိုဘမြင့်မင်းရင်မမှန်ပြောမလားဟုတ်ကဲ့အင်းပြောတာပေါ့အင်္ဂလိပ်စာဘယ်နဲ့တန်းအောင်ခဲ့တလေအိုင်အေးဘလောက်ကြာပြီလေနှစ်နှစ်ကျော်ရှိပြီနှစ်နှစ်ကျော်အတွင်းဘာလုပ်နေသလဲအတန်ကြာတွင်နေပြီးမှဆရာမမျက်နာကိုတစ်ချက်ဆိုင်ကြည့်၍ဘီအေကိုဆက်တင်နေတယ်ဆမေးဝဲမအောင်ခဲ့ဘူးအိုင်အေးထိဆမေးဝဲကြခဲ့ဘူးသလား မကြောက်ခဲ့ဘူးဘူးဘီအကြောင်းမှဘာဖြစ်လို့မအောင်ရတလေထိုချက်ကိုဗမစ်သည်တစုံတရာပြန်မဖြေပဲမျက်နာအောက်ချ၍နေသည် ကောင်းပြီမပြောချင်နေပါနော်ဝေမဲ့ကျမဟာဘလို့မိမစားဆိုတာသိတယ်မဟုတ်လားရှင်မပြောဝေမဲ့တိအောင်စုံစမ်းနိုင်တဲ့မိမလိုမှတ်ပါဒါပဲကန့်သွားတော့ဗမစ်သည်မိမိတဲဝဲတို့ချိန်လန်းနေနေဖြင့်ရှောက်ခဲ့၏အင်း ပထမနာမည်ဒုတိယအင်္ဂလိပ်စာတက်တာအခုတတိယအိုင်းအောင်အောင်ပေါ်လီပြီနောက်မကြာခင်ငါအကျင့်တွေပေါ်တော့မှာပဲပေါ်ရာကအေးမကြီးပေါ်ရင်တော့ငါ့ကိုနှင်ထုတ်မှာကအေးကြီးတယ်ဟု အမျိုးမျိုးတွေး၍စိတ်မအေးလက်မသာရှိရှာရလိမ့်ဤသည့်နောက်နှလားလောက်ကြာတွင်ဆေအောင်မကဖန်တီးကြံစီပေး၍မိမိလုံသောအကြောင်းမှာပင် အထက်တန်းပြဆရာအလုပ်ကိုတေးကြလိမ့် ထို့သို့စီမံခဲ့ပြီးမှဆရာမကကိုဘမြင့် အခုလှုပ်လှုပ်ရမေဒါအစမ်းလားဗျာကျွန်တော်အခုလှုပ်လှုပ်နေတာပဲမကျင်တတ်တာရှိရင်ပြောပါ အိမ်လုတ်ကိုပြောတာမဟုတ်ဘူးကြောင်းဆရာလို့လှုပ်ရမေဟိုက်ဟာမလှုပ်ချင်ပါဘူးဗျာဆို၍မျက်နာတော်ပြက်သွား၏အကျောင်းကမိမိဆရာလှုပ်ရလဲမိမိဤဇာတိအဖြစ်အပျက်အကျင့်စာရိတ်တော်ပုံမြီကို စိုးရိမ်သောကြောင့်ပင်ဒီစင်စစ်တော်ကယခုလက်ရှိအလုပ်သည်လောကနိဗ္ဗာန်အကောင်းဆုံးချမ်းသာဆုံးဟုထင်နေသောကြောင့်ဒီဘာမလုပ်ချင်မှုလဲလုပ်ရမယ်စကားမရှင်နဲ့အာလုံးပြောဆိုစီမံခဲ့ပြီမလုပ်ပြရစေနဲ့ဆရာမရေအခုလက်ရှိအလုပ်ကိုကျွန်တော်အမတန်းမျက်နှာပါလေအခုလုပ်လဲလုပ်ရမယ်ဆရာလုပ်လဲလုပ်ရမယ်ကျွန်တော်လူတွေကိုမတူပြရစေနဲ့ခင်ဗျာကျွန်တော်ကိုတနာပါ တနားလို့လူတွေတိုးဝင်အောင်စီမံခဲ့တာ ရှင်လူတွေမတိုးဝင်တဲ့အကြောင်းလဲမပြောဘဲကိုဒါပဲဖြစ်ဖြစ်ရှင်အခုဆရာလုပ်ကိုလုပ်ရမေးမလုပ်ရင်အိမ်မှာမထားဘူးခတ်ရှင်းရှင်းမေးဗတ်မြစ်တီအတန်ကြံရချက်သွားဤအခြားအကြောင်းတို့ထက်ဆရာမကြီးအိမ်၌မနေရမည်ကအရေးအကြီးဆုံးဖြစ်နေလေသဖြင့်မငင်းနိုင်တော့ဘဲအခုခါတော့ဆရာမတို့ကနှိပ်စက်နိုင်တဲ့အခါကို ကျွန်တော်မငင်းဝင်တော့ပါဘူး ခိုင်နာလောက်ရမယ်လူဖြစ်နေပါတယ်ဟု ခနဲ့တဲ့တဲ့ပြော၍တဲကုတ်ဘက်သို့ခတ်ဆောင်ဆောင်နင်း၍ပြန်ခဲ့လေ၏နနဲ့ကြောင်ရောက်ကာလဆီအောင်မသည်တဲကုတ်ဘက်သို့လာ၍ကဲဟောရီမာဝိစားရီခုမနဲ့ကြောင်တဲရောက်မယ်ဆို၍မိမိဝဲထားသောပစိုးသည့်ဘဝသည့်အင်ကြီးအသက်တို့ကိုပြည့်၍ပေးလိုက်၏ဗမ်းမြေကကြည်ုံကြည့်လိုက်၏မလောက်ချီ ဘူတာယုံတို့သွားကြင်ကြ၍ဆင်အောင်မကခေါ်သောအခါဗမြစ်သည်ရှည်ရင်းစွဲဝယ်စားနှင့်ပင်ထွက်လာခဲ့လေ၏ထိုအခါဆင်အောင်မသည်စိတ်ထွက်လာ၍ထပါလို့တာလေဗာပြစ်လို့ကျမပြီးခဲ့တဲ့ဝယ်စားကိုမဝတ်တလေဗာမက်လို့လေလာအခုလဲရမယ်ဆို၍ပြောင်းပြောင်းဆူဆူနဲ့ဗမြစ်ကိုတင်းဆွဲ၍တဲကုတ်အတွင်းသို့ခေါ်ခဲ့၏အတော်လို့သူကမြင်၍ ဟဲမေစင်ကလေဒီလိုမလုပ်ပါနဲ့ဆို၍ဆင်းလာပြီးလင်ဗတ်မြစ်ကိုမဆိုင်လက်ထဲကဆွဲလူပြီးမှငတ်တူကလေခွင်းအလုတ်ကိုတွားရမှာပဲအဝယ်စားလဲမပေါ့ဟုချော့နေစဉ်မဆိုင်ကကဲရထားမမီပဲနေမေအခုလဲဆို၍အင်ကြီးကိုတင်းချွတ်၍တင်းဆုတ်ပေး၏ပစုံးကိုလည်းတင်းချွတ်၍ဝစ်ပေးမည်လို့ရာဗတ်မြစ်ကပြုံး၍ဖဲဝါပြကျုပ်ပါတာကျုပ်ဝစ်ပါမယ်ဆို၍ တဲကုတ်တွင်ကန်းသို့ဝင်၍အဝတ်စားဝတ်၏ခေါင်းပန်းအုပ်ပေါင်းကိုယခုမတ်စိန်တို့အိမ်ရောက်မှပထမချိန်ပေါင်းခြင်းဖြစ်၏ဝတ်စားပြီး၍ထွက်လာသောအခါတူဝီးနှစ်ယောက်မှအံ့အားတင့်သွား၏တောင်းမှအခုလူမအဝတ်ဆိုတဲ့ကဲ့သို့ယခုကဲ့သို့တံမာထောချမ်းခံရသော လူလွင်ပြိုတယောက်သည်ကောင်းမွန်သောဝတ်စားများကိုတည့်ရကြနာစွာချိုးကြစွာဝတ်ဆင်လိုက်သောအခါ ်များစွာကြက်တရေရှိ၍ကြည်မကြီးဖြစ်ရ၏ဆရာမမဆိုင်ကအင်းကိုလူအဟုတ်ကြီးပါတကားဟု ပထမကြိမ်စိတ်တွင်ဖြစ်ပေါ်မိ၏တို့ရာတွင်မျက်နာကိုတီတီပင်ထားလိုက်၏ထုံနေနှစ်ယောက်တူကြောင်းတက်ကြောင်းစင်းကြရလေ၏ထိုသည်နောင်နှစ်ပတ်လောက်ကြာတနင်္ဂနွေနေ့တနေ့တွင်ဗမျက်တီမိမိတဲကုန်း၌တကားပိတ်၍အိတ်နေရညနေ9နာရီအထိမထသည်နှင့် မတ်စိန်တို့တူဝီနေအောင်တွားရောက်ကြည့်ရှုရာအပြင်ကနှိုးရွင်မရသေးနဲ့တကားကိုဖြတ်၍ဝင်ကြ၏အတွင်းသို့ရောက်သောဗမ္မီဤကိုမရဲ့နှံ့နှင့်တကားဗဇက်ကအမြုံများထွက်လျက်မူရင့်အိမ်မောကြနေသည်ကို တွေ့ရလေ၏ထိုအခါမတ်စိန်တို့မှာအံ့ဩခြင်းဝမ်းနည်းခြင်းတို့ဖြင့်ရောရှက်လျက်မျက်ရည်များပင်ကျမိ၏မတ်စိန်ဤစိတ်တွင် ယထာဘော၌တွေ့စာကဗတ်မြည်ဤခေါင်းဆုပ်ဖွားနှင့်ရုပ်ပုံကို၎င်းစမေးဝဲကြခြင်းဤအကြောင်းကို၎င်းမိမိအိမ်သို့ရောက်မှ မကြမကြာခွင့်တောင်း၍ဖြစ်စေ မတောင်းဘဲနှင့်ဖြစ်စေရန်ကုန်ဘက်သို့ခဏခဏလက်သွားသည်ကို၎င်း ဆက်၍ဆက်၍တွေးမိလေ၏ကိုင်းတော်အိပ်ပစီအိယာကနှုံးမပြောမဲဆို၍မတ်စိန်တို့ပြန်ခဲ့ကြ၏၎င်းညကမတ်စိန်တို့ထမင်းမစားနိုင်ကြီး နနတ်တို့ကြကာလာဗတ်မြင့်နိုးသောခါရီရီယာရာဖြစ်နေပြီလင် တကားပြစင်းနေသည်ကို တွေ့ရမှာအင်းပထမနာမည်ဒုတိယအင်္ဂလိပ်စာတက်တာတတိယအိုင်အီအောင်နာစတုတ်ထငါအရက်တောက်တာပေါ်ကုန်ပြီအခုငါအကျင်ဆုံးပေါ်တော့ငါကုန်နဲ့ထုတ်ဖို့ပဲရှိတယ်ငါတသက်တာမှာလောကနိဗ္ဗာန်လို့ထင်ထားတဲ့နေရာကထွက်သွားရမှာငါစိုးရိမ်ဆုံးပဲဟုတွေးနေစဉ် ကိုပန်းမြစ်လာအောင်ဖူသောအမိန်တန်ကိုကြားလေရာထိတ်ထက်မိုးကြိုးကြသကဲ့သို့ပြင်းစွာတုန်လှုပ်၍အပြစ်ရှိသောတပည့်သည်ဆရာရှေမောက်သို့ရောက်တကဲ့သို့တုန်လှုပ်သောကိုစိတ်ဖြင့်ဆရာမရှေသို့ရောက်လာလေ၏မန်စန်၏မျက်နှာမှာခိုင်းကဲ့သို့တင်းမာသောမျက်နှာထားမဟုတ်တော့ပင်ညှိုးငယ်ပူပန်သောမျက်နှာတွင်မျက်ရည်ဆန်းဆန်းဖြင့်ရှိလင်၏ကန့်ကိုပန်းမြစ်ကျမတော့အတော်ဝမ်းနေသွားတာပဲ ေါသလည်းဖြစ်မိတယ်ပထမတော့နှင်ထုံမယ်လို့စိတ်ကူးမိတယ်သို့တော်ကျမပြုတ်ပြင်စီရင်ပေးလို့အတော်နေရာကြလာမှမလောက်ရတာနဲ့ရှင့်ကိုအချိန်ပေးမယ်ကိုင်းဒီရက်တော့တဲ့ရှင့်ကိုဖြတ်မလားဒီအိမ်ကထွက်သွားမလားတခုခုကိုရွေးပြီတော့ဗန်းမြင့်မာကနှင်ထုံတော်မြည်ဟုတထစ်ချယုံကြည်ထားရာယခုရွေးဖို့အချိန်ပေးသည်ကိုများစွာကျေးဇူးတင်လျက်အတက်ပီကနှုတ်မလေးပဲ ကျွန်တော်ရက်တော့တဲ့ကျင့်ကိုဖြတ်ပါမယ်ဟုဝန်ခံလိုက်လေ၏။ထိုးသောဝန်ခံပြီးတော့လေနှစ်နှစ်သုံးနှစ်မြောက်ဆွဲလန်းခဲ့သောကျင့်စိုးကို ထင်သလောက်မဖြတ်နိုင်ကြီးစိတ်ကိုတင်းမာတော့လေခုနှစ်ရက်ခန့်ကြာ၌အရက်ဆိုင်ဘက်သို့လှဲ့မိ၏။နောက်တစ်ပတ်၌ဆိုင်တွင်းသို့ရောက်ပြီးမှစိတ်ကိုတင်း၍ထွက်ခဲ့ရ၏။မကြာမီအရက်ဤဘေးရန်ကို ခုခံနိုင်တော့မည်မဟုတ်ကြောင်းသိရလေ၏။တိုးရာတွင် ဗတ်မြစ်တို့မတ်စိန်တို့ဤကုသိုလ်လှုပ်စော်လာသည်လားမသိရတနေ့၌ဗတ်မြစ်သည်ចောင်းတွင်ငါးရန်၌မြမာပါသာဆင်း၍ပြရ၏ဗတ်မြစ်သည်စာတင်လိုသောစိတ်မရှိသည်နှင့်အတန်းသားတို့အားမြမာစာစာစီစာကုန်းရေးစေ၏ဘာចောင်းဟု၍ပင်တွေးမရသည်နှင့်မင်းတို့ခုနှစ်ရက်သုံးရက်အတွင်းတွေးကြုံခဲ့တဲ့မှတ်သားစရာတစ်ခုခုဘာပဲဖြစ်ဖြစ်စာစေចောင်းဆောင်လာចောင်းလို့ရေးကျင်သာရေးဟု၍ မသေးမချာပင်ခိုင်းလိုက်၏ချိန်ဆက်၍စာစီတော်ကုန်းဆောင်တို့ကိုစု၍အိမ်သို့ယူခဲ့၏ညခါ၌ပြင်ရန်ဟုကြည့်ရှုရာသုံးလေးဥပီးတွင်လှလှဆူသောမိန်းကလေးတယောက်၏စာစီတော်ကုန်းသို့ခြောက်လာလေ၏ထိုစာကောင်းအောက်ပါတိုင်းဖြစ်၏အရက်သမားကြီးအကြောင်းကျမတို့အိမ်ဤနီးတွင်အရက်သမားကြီးတယောက်ရှိ၏မနေ့ကသူသည်အလွန်အရက်မူးလာပြီးလင်း မယားရောကလေးတွေကိုရောကြိမ်လုံးကြီးနဲ့ရိုက်လေသည်ကျမဖြင့်အမတန်ကြောက်၍အသားများတောင်တုံပါသည် လူပြည်မှာအယတမားသည် အမိုက်ဆုံးဖြစ်ပါသည်အယူဆုံးလည်းဖြစ်ပါသည်ထုံလူချင်းမှာအဝတ်စားကိုပင်မနိုင်မဲမုန်းစရာကြီးကြောက်စရာကြီးယွံစရာကြီးဖြစ်ပါသည်ကျမဖြင့်ယတမားအိမ်အနားမှာမနေပြရစေနှင့်အမျိုးရဲမှာယတမားမရှိပါစေနှင့်ယတမားဖေယတမားမောင် အယတမားလင်အယတမားသားမရှိပါရစေနှင့်ဟုဖျားရှင်မှာဆုတောင်းမိပါသည်။ဗတ်မြစ်သည်မြမစာပေကိုလည်းအတန်လိုက်စားတော်သူဖြစ်၍စာပေကျန်းကန်တို့၌အယက်ဤအပြည့်မျိုးမျိုးကို တွေ့ဘူးလားလီပြီ။ဆရာသမားဖုန်ကြီးတို့ကဟောပြောသည်ကိုလည်းနားခဲ့ရလားလီပြီ။မိမိမျက်မြင်ယတမားတို့ပျက်စီးကြသည်ကိုလည်းတွေ့ခဲ့ရဘူးလီပြီ။ မိမိကိုယ်တိုင်ဘယ်အထိပျက်စီးသည်ကိုလဲကိုရွေဖြစ်တော်သည်ထော်သောအမျိုးမျိုးချားဘူးမြင်ဘူးပါတော်လဲတရားမကြနိုင်အမြင့်မပြတ်နိုင်ဖြစ်ခေရ၏ယခုငါရန်ကြောင်းသူအသက်ဆနှစ်နှစ်ရွယ်တငယ်မကလေးရေးသားချက်ကိုတွေ့မြင်ရသောအခါကြွချိန်ကြွရလာမသိရဗမ်းမြေ၏နှလုံးကိုများစွာထိခိုက်လေ၏ထိုလူမမဲတငယ်မ၏မိမိစိတ်တွေဖြစ်ပေါ်လာသည်မအယိုးကံတတ်တတ်ဖြင့်ရေးခြင်းကြောင့် ထို့သို့ထိခိုက်လွယ်သည်ဟု ထင်မှတ်เสียရှိသည်ဤသို့လူမမဲတငယ်မကလေးကရိုးရိုးလွယ်လွယ်ဖြင့်ရေးရသောစာတို့သည်ရှေးကဗတ်မြစ်ကြာဘူးတွေ့ဘူးသော ချက်လက်တို့ကို လွှမ်းမိုး၍ဗတ်မြစ်ကို ပိုင်ပိုင်နိုင်နိုင်ကြီးဆုံးမလိုက်လေသည်ဗတ်မြစ်သည် ထိုစာကိုခောက်ခောက်ခါခါဖတ်၍အင်းငါကြွချင်ကြပြီဒီကလေးမကလေးပြောသလိုပဲငါဟာယွန်းစရာကောင်းကြီး မုန်းစရာကောင်းကြီး လူမိုက်ကြီးပင်ကန့်တော်ပြီးပြက်ပြီးဟုစိတ်ဖြက်၍၎င်းစာအုပ်ကိုရင်ပတ်ပေါ်တင်လျက်ထုံညင့်အိပ်ပျော်ခြင်းသို့ရောက်လေသည်ထို့သောမဆိုင်နှင့်လှလာတို့၏စိတ်ဖြင့်အရက်ယောဂါကိုအမြင့်ဖြက်လိုက်ပြီးနောက်တလားခန့်ကြာတွင်ဗတ်မြင့်ဤမိဘတို့သည်ကျောင်းဆရာ၏စည်ရင်တွင်ဗတ်မြင့်နာမည်ကိုတွေ့သည်နှင့်စုံစမ်းမင်းမြန်း၍မဆိုင်တို့အိမ်သို့မိဘနှစ်ပါးရောက်လာလေသည်ဗတ်မြင့်က တဲကုတ်တွင်အိတ်နေ၏မတ်စိန်သည်စီရန်ကားကြီးနှင့်တခန်းတနားရောက်လာသောဧည့်သည်နှစ်ယောက်ကိုအံ့အားသင့်စွာဖြင့်ကြည်ပြီးမှထိုင်မာနေပါစသဖြင့်အဝတ်ပြုရ၏ဘေးကပါလေရှင် ကိစ္စများအထူးရှိတော်မူပါသလားကျုပ်တို့ကရန်ကုန်နေကပါ ဟုတ်ကဲ့ကိစ္စကတော့ဆရာမရဲ့အိမ်မှာကျုပ်သားတယောက်နေနေကြလို့ပါနာမည်ကမောင်ဖမြစ်တေအော်ကိုဖမြစ်ရဲ့မိဘများလား ဟုတ်ကဲ့ရှိပါတယ်ရှင်။ကြားရတာဝမ်းတောင်ဝါရီဆရာမကြီးကျုပ်တို့ကကောင်းတယ်ဖွဲစားပါပြီ။ကျုပ်သားကလေးကြောင်းမာထားရတာအန်အေလဲအောင်ပြီးရောဘီရမ်းမှာအပေါင်းအသင်းဖြစ်တာနဲ့အတော့ဆားဆွဲပြီးအကျန်လဲပြက်စမေးဝဲလဲကြောင်းအလုံးပြစီတာပါပဲလီ။ကျုပ်တို့လဲစိတ်ပြက်ပြီးသူ့ကို အင်းကနှင်လိုက်တယ်ပဲဆိုပါတော့။မအီမာတော့အဲ့ဒီလွန်ခဲ့တဲ့နှစ်နှစ်ကျော်ကစပြီးမျက်ရည်ဆက်လက်နဲ့ဟာကဲ အခုကြုံကြနေတာသာကြည့်တော့အဲ့တော့အခုဆရာမနဲ့တွေ့လို့ကဲဆဲထားတယ်ကြတာနဲ့အမတန်ဝမ်းမြောက်ကျေးဇူးတင်ပြီးရောက်လာကြတာပါပဲဆရာမရေ။ gain သူ့ကိုတွေ့ပြရစီသူ့အမေကတွေ့ကျင်လာပြီ။မြင်တဲ့အတိုင်းပါပဲ။ဟုတ်ကဲ့ရှင်။ကျမခေါ်ပေးပါမယ်ဆို၍တဲကုတ်သူဆင်းခဲ့၏။ဗမျက်ကိုနှစ်နှစ်ချက်ချက်အိပ်ပျော်နေအောင်မှပုံနှိုး၍ဝိုးတိုးဝါးရာရှိနေစမှာ ရှင့်ကိုဟိုရင် ရှင့်ဖေတို့အမေတို့လိုက်လာတယ်အဲ့ဒါတခါတည်းလိုက်သွားဖို့ဝတ်စားတွေပါထုတ်ယူခဲ့ပြီးတော့ဘယ်နဲ့အဖေတို့မေတို့လိုက်လာတယ်နေပါဦးကျွန်တော်တို့တော့လိုက်သွားဖို့ဝတ်စားတွေထုတ်ယူခဲ့ရမှာက ဖေသူကဘာပြောလို့လဲဘလို့စီမံလို့လဲပြောလို့တော့မဟုတ်ပါဘူးနော်ဝေမဲ့ဖေမေးဆိုတာမျိုးရင်းကြီးရှိသေးတယ်တော့ဒီတော့ရှင်လိုက်တော့မှာပေါ့ခမည်းကြီးအမတန်စကားများတယ်ရှာရှိတယ်သွားပါဗျာပြောပါကြည် ကျွန်တော်မလိုက်ဘူးလို့အလုံးမလောက်ပါနဲ့တော့ကိုကကိုသွားပြောပါ ကျမကိုတမျိုးထင်နေပါဦးမေဤသို့စကားဆုံနေချစဉ်မဆောင်နိုင်သောမိခင်သည်တဲကုတ်သို့လိုက်၍လာခဲ့၏မြင်တွေ့ကြလင်ပင် လူလေး၏သားရည်ဟုဆိုမိကသားကိုဖွေဖက်လေ၏သားမှလည်းမျက်ရည်သွေးဖြာနှင့် မိခင်၏ယူရသောဖွေဖက်ခြင်းကိုခံနေလေ၏သားမိဖက်၍ငိုယုံနေချစဉ် မဆိုင်သည့်အိမ်တို့ပြန်ခဲ့၍အတော်နှင့်ဗတ်မြစ်၏ဖခင်ကိုစကားပြောနေစေ၍မိမိကအခန်းတွင်းသို့ဝင်၍အိမ်ယာ၌လှည့်ပြီးလင် အမျိုးစုံတွေ့၍နေလေ၏ဗတ်မြစ်တို့တားမိတားဖဆောင်ကြသောအခါဖခင်ကဆ၍"ကံမင်းအိမ်ကို လိုက်မည်မဟုတ်လားကျွန်တော်တယောက်တည်းမလိုက်နိုင်ဘူး"ထို့သောဗတ်မြစ်၏စကားကိုမဆိုင်သည့်အခန်းတွင်းကကြားသောအခါထိတ်ခနဲဝမ်းသာသွား၏ အဖိုးကြီးကရည်၍ဘယ်နဲ့လဲရှင်မဟုမေးလိုက်၏ကျုပ်ကတော့စောကြီးကလေးကတပိုင်းတည်ပြီးသားပဲကျုပ်တော့မွေးထုတ်လိုက်တာတော့ဟုတ်ပါရဲ့အခုဆင်အောင်မကဒုတိယလူဖြစ်အောင်လုပ်ပြီးတော့သူလည်းကျုပ်တို့ဆိုင်တော့ဆိုင်တာပဲဘာပဲဖြစ်ဖြစ်ကျုပ်သားချမ်းသာတယ်လို့နေစေချင်တာပဲကျုပ်ကလည်းမနေရဘူးမပြောပါဘူးဗျာကဲလီဘာပဲဖြစ်ဖြစ်အိမ်တော့လိုက်ခဲ့ဦးမင်းဆင်အောင်မကိုလည်းအလဲပတ်ခေါ်ခဲ့တာပေါ့ဘာမြစ်တော့အိမ်မှာ ခြံကြီးဝင်းကြီးနဲ့အတန်ခန့်နှောက်ကြည့်ကြသောအင်ကြီးဖြစ်၏။ဗမျက်တုံမိပါမှာကျွယ်ဝသောသူများဖြစ်ကြ၍အရာရာလိုလေသေးမရှိပြည့်စုံကြ၏။ထုံမြကြီးကျယ်ခန့်နှောက်သောအခြေအနေကိုမြင်ရသောအခါ မတ်စိန်သည်ဗမျက်အားရေခတ်ခြင်းရေလောင်းခြင်းဈေးသွာခြင်းစသည်တို့ကို ပြုစေမိသမျှတွေး၍အာနာမိ၏။ညစာစားတော့ပြီးကြသောအခါပွဲစားကြီးကဆာ၍ကိုင်မတ်စိန် ရေစွန်ကုန်းတဝက်ဆိုသလိုကျုပ်သားကိုမဆိုင်တဝက်ဆိုင်နေလို့ဆိုရမေကြံတဝက်ကိုလည်းကျုပ်တို့ကကြီးကြီးသားသားမဆိုင်ကိုယုံကြည်စိတ်ချပြီးပေါင်းအပ်လိုက်ပါလေထိုခါပွဲကြော်ကြီးကဝင်ထဲ၍အစ်စ်မထဲတော်ဘူးလားရှင်ဟုမေးလိုက်၏ဘယ်နဲ့ပွဲကြော်ရင်အစ်စ်မထဲပဲရှိပါမလားအစ်စ်ကလီကျုပ်တို့မှာရှိတဲ့ပစ္စည်းအကုန်ပေါ့ဗျထိုစကားကိုကြားသောအခါဗတ်မြစ်ပင်အတန်အံ့ဩသွား၏ ်ထို့နောက်မတ်စိန်တို့သည်ဗတ်မြစ်တော်အိမ်သို့ပြောင်းရွှေ့ခဲ့ကြ၍အင်းစိန်ကခြံအိမ်ကိုအချိန်မပြတ်ထားပြီးတနင်္ဂနွေနေ့တိုင်းခြံထွက်ကြလေသည်ကျွန်ုပ်သည်ထိုဆရာလေးမယားနှင့်တွေ့ကြုံ၍၎င်းတို့အကြောင်းကိုသိရ၏မောင်ပန်းမြစ်သည်လှလှ၏စာကိုစာအုပ်ပါတောင်းယူ၍တယုတ်တသေးတိတ်ထား၏လှလှကိုကျေးဇူးဆက်သည့်အနေဖြင့်မောင်ပန်းမြစ်တို့သည် ထိုကလေးမ၏ပညာသင်စရိတ်ကို ထောက်ပံ့ခဲ့သည်မှာယခုနှစ် BA အောက်တန်းသို့ရောက်နေလေပြီမနေ့တနေ့ကပင်ကျွန်ုပ်ကိုဖိတ်ခေါ်၍အင်းစင်ကခြံရင်ကလေးသို့ရောက်ခဲ့ရ၏ထိုနေ့၌ဗတ်မြစ်တို့လင်မယားပွင့်သားကြီးလင်မယားလှလှကျွန်ုပ်ပါ6ရောက်တွေ့ဆုံစားတော့ခါမြားစွာပျော်ရွှင်ကြ၏ကျွန်ုပ်သည် ထိုစိတ်လက်ချမ်းသာသော လူတစ်တိုက်ကိုမြင်ရလျှင် အကယ်၍မောင်ပမြစ်သားအရဲ့ရန်သူကို မခုခံနိုင်ခဲ့ပါလင် ထိုကျေးဇူးတရားတို့မှဆုံးရှုံးလျာဤဟုတရားကြမိသဖြင့်ဤကိုယ်၍ဝိတ္ထုကလေးကိုရေးလိုက်ရပြီတည်းဥဖို့ကြောင့်